ားရဲ့ process ကောင်းနေနေတာကို EOD ဘဏ်က MP credit ကနေဖြတ်သားလိုက်တယ်။ EOD ဘဏ်က MP credit ကနေဆိုလို့ဒီနေ့တော့တည်နေတာ။မက္ကဆီကိုရဲ့တပ်ဖွဲ့ဟာအချင်းကြခံနေရတဲ့မူရရာစားတအုပ်ရဲ့ဇနီးဖြစ်သူကိုဒုစရိုက်လုပ်ငန်းတွေလုတ်ကင်မှုနဲ့ဖမ်းဆီးလိုက်ပြီးဖြစ်တယ်လို့အာဏာပိုင်တွေကပြောကြားခဲ့ပါတယ်။အခုလိုဖန်ဆီးသူဟာမက္ကဆီကိုနိုင်ငံရဲ့ဒူးဆိုက်လောကမှာနောက်ဆုံးဖန်ဆီးခံခဲ့ရတဲ့နာမည်ကြီးအမျိုးသမီးဒူးဆိုက်ခိုင်းကောင်းဆောင်တအုပ်ဖြစ်ပါတယ်။ အသက်52နှစ်အရွယ်ကလာရာပိုရင်ကိုအချောမှုရဲ့လုပ်ငန်းလုပ်ကိုင်သူတုံးနဲ့အတူဆိုနိုရာပြည်နယ်အနောက်မြောက်ပိုင်းကဟာမိုစီလိုမြို့မှာဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်တယ်လို့မက္ကဆီကိုဗဟိုရဲတပ်ဖွဲ့ကပြောပါရယ်။လာပိုရင်ဟာ2014ခုနှစ်မှာဖမ်းဆီးခံခဲ့ရတဲ့မူရဲရာစာတအုပ်ဖြစ်သူဟတ်တာလီဘာရဲ့ဇနီးဖြစ်တယ်လို့သိရပါရယ်။လာဘိုရီဟာဆိုနိုရာပြည်နယ်မှာလှုပ်ရှားနေတဲ့ဒူးစရိုက်ဂိုင်းတကိုင်းရဲ့ခေါင်းဆောင်ဖြစ်တယ်လို့လဲဗဟိုမူကင်းစုံစမ်းရေးဌာနရဲ့အကြီးအကဲဖြစ်သူကသတင်းစာရှင်းလင်းပွဲတစ်ခုမှာပြောကြားခဲ့ပါဗျာ။ လာဘိုရင်ဦးဆောင်တဲ့ဘက်ထရန်လေဘာမူရီကိုင်းနဲ့နောက်ထပ်မူရီကိုင်းတကိုင်းအကြားကသွေးကြောင်းစီးတိုက်ခိုက်မှုတွေကြောင့်လှပတဲ့ပစိဖိတ်ကမ်းရိုးတန်းမြို့တစ်မြို့ဖြစ်ခဲ့တဲ့အက်ကာပူကိုမြို့ဟာမက္ကဆီကိုနိုင်ငံရဲ့လူသတ်မှုအများဆုံးမြို့တစ်မြို့ဖြစ်လာခဲ့တယ်လို့သိရပါဗျ။